ွဲမင်္ဂလာပါခုနှစ်သားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတိရှိခွန်ကဗီဒီယိုရဲ့ YouTube Channel လေးရနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါရစေဆက်မကတော့ဆောလာနွေနီဖြစ်ပါတယ်ဆက်မနေနဲ့ကတော့2025ခုနှစ်ဒီဇင်ဘာလအတွက်တင်းငွေတွေသားသမီးရဲ့တလားစာအထူးဟောစတန်ကြီးကိုဟောကြားပေးတော့မှာဖြစ်ပါတယ် ဒီလအတွင်းမှာတနင်္ဂနွေသားသမီးရဲ့လုပ်ငန်းကိစ္စခန္ဓာတွေစီးပွားရေးခန္ဓာငွေရေးခြေပိုင်းကျန်းမာရေးခန္ဓာတွေလူမှုရေးထွေထွေလေးတွေပေါ့နော်မေတ္တာရေးအိမ်ဆောင်ရေးခန္ဓာလေးတွေဆောင်ရွက်ရှောင်းတဲ့ပြုလုပ်ရမယ့်ရည်ရွယ်လေးတွေကအစတစ်ခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ရင်းဆုံးတနင်္ဂနွေသားသမီးတွေရဲ့ဒီဇင်ဘာလအတွက်နော်တလဆာမှာ လုပ်ငန်းစီးပွားခန်းနာနဲ့ပတ်သက်ပြီးတော့အရင်ဆုံးပြပြပြေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလအတွင်းမှာလုပ်ငန်းစီးပွားပိုင်းနဲ့ပတ်သက်ပြီးတော့အလွန်တတိထားမဲ့ကာလဖြစ်ပါတယ်ဥတည်လိုက်တိုင်းကိုယ့်ရဲ့လုပ်ငန်းတစ်ခုကိုလုပ်တော့မယ်ဆိုပြီးဥတည်လိုက်တိုင်းအနောက်ရှက်တွေပေါ်တာမျိုးတွေရှိမယ်လုပ်ငန်းချင်းချင်းအပြိုင်ဆိုင်တက်ခိုက်တွေပေါ်နေတာမျိုးတွေကြုံတွေ့ရမယ်လူယုံသတိထားမဲ့ကာလဖြစ်တယ်ပေါ့နော်လူယုံထားလို့မရဘူးအရင်ကမှကိုကဦးစီးဦးဆောင်လုပ်နိုင်မှသာအဆင်ပြေမဲ့နေထားမှရှိရဲမိမိအဆင်မပြေမှုတွေကိုဝမ်းသာနေမဲ့သူတွေရှိရဲကိုယ့်ရဲ့လုပ်ငန်းစီးပွားကိုယ့်ရဲ့ကိုယ်တိုင်ကိစ္စတွေပျော် ောပြတာတိုင်မင်နာတွေမလုံးနဲ့ငါတော့ဘာပြင်ဘာလုပ်မယ်ဘာတွေတိုးချက်မယ်ပြောပြတာကြီးမလုံးနဲ့ကိုယ့်အကျန်သူများဥသွားတာမျိုးတွေရှိရပေါ့နော်အဲ့တော့မမီးအနေနဲ့စိတ်ကူးထားတဲ့အလုပ်တွေအကျန်စီတွေအကောင့်တွေ follow တော့ရှားမယ်ဘာပဲလုံးလုံးအနေငယ်ခက်ခဲမှုတွေကြုံတွေ့ပြီးမှအဆင်ပြေမယ်ရာလွယ်လွန်းတူမဖြစ်နေဘူးအိုသိအိမ်သိရားစေတာသူ့မို့အိမ်ပြောင်းရတာမျိုးအိမ်ပြင်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်မမီးအိမ်ကိုဘာသာရေးဆိုင်ရာပစ္စည်းဖျားဆင်းတူတော့ဖျားတက်ပုံလေးတွေရောက်လာခဲ့သည်ရှိတော့ကောင်းသောရောက်လာခြင်းမျိုးဖြစ်မယ်ထို့အဆောင်လေးတွေဆောင်းမှာနောက်ထို့ရုပ်တူလေးတွေကိုတေချာကိုယ်ခွဲပါနော်ကိုယ့်အတွက် เนาะကန်တရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်တဲ့เนาะ အဲ့မိမိတို့ကဒီလာထဲမှာဆိုရင်လုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီးစိတ်ရောလူရောပင်ပန်းနေတာမျိုးတွေရှိမယ်เนาะအလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့ကံကြံအားစိုက်ထုတ်ပြီးပြုလုပ်ပေးရမယ်လုပ်ငန်းသေးစတင်ပြီးလုပ်မဲ့သူတွေရင်းနှီးမြှုပ်နှံမှုများများဆဆလုပ်ဖို့နည်းနည်းလေးသတိထားပါတော့ရင်းနှီးမြှုပ်နှံမှုအများကြီးလုပ်မဲ့ဆိုရင်သတိထားလုပ်ရမယ်အနေထားဖြစ်တယ်ပေါ့เนาะဒီလာထဲမှာအဲ့လုပ်ငန်းစီးပွားပိုင်းနေ့မှာတော့ဒါအနောက်ချက်ခက်ခဲတွေကြုံတွေ့ပြီးမှပါအဆင်ပြေမယ်အရာလွယ်လွင့်တကူမဖြစ်နေဘူးဆိုတဲ့သဘောတဘာဝပါเนาะအဲ့တော့ထင်သလားတော့လုပ်ငန်းမဖြစ်နေဘူးစီးပွားမဖြစ်နေဘူးလုံးတော့တော့အရာမထင်နေဘူးပေါ့ နော်ကိုကစူးစမ်းတာကတော့မျောနေချက်ကတော့ဒါ80ရာခိုင်နှုန်း100ရာခိုင်နှုန်းမျောနေထားပေမဲ့ကိုတို့ရောက်တာတော့60ရာခိုင်နှုန်းဒါ65ရာခိုင်နှုန်း80ရာခိုင်နှုန်းတို့ဒါရနိုင်တဲ့နေထားတွေရှိတယ်ပေါ့နော်အဲကြောင့်မျောနေတဲ့လောက်မရနိုင်တဲ့နေထားလေးတွေရှိရဲဝင်နှန်းဆိုရင်တော့အလုံးမှလူရောစိတ်ပါပြင်းမှန်းပြီးတော့အတိုက်ခိုက်တွေများမယ်မိမိလုံးတဲ့လောက်အရာမထင်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးရှိမယ်ကြီးကဲပြားပေးချင်းခံရတာမျိုးရှိမယ်တခါလေလုံးမပါအလုံးမှစိတ်မပါသလိုအလုံးပြောင်းချင်းထွက်ချင်းစိတ်တွေတော့ပေါ်လာတာမျိုးလေးတွေတော့ရှိမယ်နော်အဲ့တော့ဆိုကြောင်းဒီလာတဲ့မှာလဲဝင်နှန်းမိုင်းနေတဲ့ပတ်သက် က်ပြီးတော့စိတ်ကောလူရောပင်မဲနာမျိုးလေးတွေရှိမယ်နော်နောက်ထပ်မိမိတို့အနေနဲ့ပေါ့နော်ဒီဝင်းပြောမယ်ဆိုရာထူးအဆင့်ပေါ့နော်ဒါဝင်းဝင်းအဆင့်လေးတော့တိုးတက်လာတာမျိုးတွေရှိမယ်ရာထူးတိုးသမဟုတ်လားစာတိုးတာမျိုးတွေရှိမယ်ဒါပေမဲ့မျောမှန်းထားတော့တော့မဖြစ်နိုင်ဘူးပေါ့နော်ကိုကလားစာတိုးဖို့ဥပမာအာလားစာတို့ကိုကိုမြုံနှင်းထားတဲ့ရာခိုင်နှုန်းတဲ့အမောင်နေတာမျိုးကိုမြုံနှင်းထားတဲ့ရာဒူးတဲ့အနှဲငယ်နှိမ့်ကြတာမျိုးလေးတော့ရနိုင်တယ်ပေါ့နော်အဲ့လိုမျိုးတော့ရှိရဲ့အဲ့တော့ဒီလာထဲမှာရောင်းဝယ်လုပ်ငန်းလေးတွေပေါ့နော်ရောင်းဝယ်လုပ်ငန်းလေးတွေကြီးလိုက်တဲ့အခါမှာရောင်းဝယ်အတက်ကြတော့ရှိမယ် နော်အဲ့တော့ရောင်းဝတ်တက်ကြဘယ်လိုလဲဆိုဒီနေ့မှရောင်းဝတ်ကောင်းမယ်နောက်နေ့ကြမယ်ဒီတစ်ပတ်မှရောင်းဝတ်တက်ပြီးနောက်တစ်ပတ်ကြမယ်ဒီလိုမျိုးတွေရှိမယ်ရောင်းဝတ်တက်ကြတော့ရှိမယ်ခင်တော့တော့အမြန်ဆုံးမရနေဘူးပေါ့နော်အဲ့တော့ဒီရောင်းဝတ်လုပ်ငန်းလေးတွေလူသုံးကုန်လေးတွေစားတောင်းကုန်လေးတွေပေါ့နော်ကုန်မလုပ်ငန်းလေးနဲ့တွဲလုံးနိုင်တော့ပိုအားကောင်းမယ်လုပ်ငန်းစီပွားရေးပိုင်းတွေကိုလက်ရှိဒီလာထဲမှာကြာတာပရင်းနဲ့အင်ကာနဲ့စနေနံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်เนาะကြာတာပရင်းနဲ့ဆိုတာပွဲရုံလုပ်ငန်းပွဲစားလုပ်ငန်းတက်ပညာဉာဏ်ပညာเนาะအင်ကာနဲ့နေဖြစ်တဲ့ဆက်ပစ္စည်းစားသောက်ကုန်စတိုးဆိုင်ဆန်စီစင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့เนาะ နောက်ထပ်စနေနေ့နေ့ဖြစ်တဲ့အထယ်လုပ်ငန်း၊ဓာတ်ဆီဒီဇယ်ထမင်းဆိုင်ထီဆိုင်နော်နီးပညာနဲ့ပတ်သက်တဲ့လုပ်ငန်းနိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းတွေပေါ့နော်အထယ်လိပ်လုပ်ငန်းတွေဒါအကျိုးပေးပါတယ်ဒီလုပ်ငန်းတွေနဲ့စီးပွားရေးတွဲလုပ်မယ်ဆိုရင်တော့အဆင်ပြေနိုင်တယ်ပေါ့နော်လုပ်ငန်းတိစတင်မဲ့သူတွေအခုပြောတဲ့လုပ်ငန်းလေးနဲ့တွဲပြီးလုပ်ငန်းလုပ်မယ်ဆိုရင်တော့အောင်မြင်နိုင်တယ်နော်အဲ့တော့မိမိတို့အနေနဲ့လုပ်ငန်းလုပ်တဲ့နေရာမှာ အာနော်လုပ်ငန်းလေးတွေအဆင်ပြေဖို့ကိုယ့်ရဲ့ကံပြားရဲ့အထောက်အပံ့ကောင်းလေးတွေရရှိအောင်လုပ်ငန်းစီးပွားရေးနဲ့တူဘာသာရေးကောင်းမှုကုသိုလ်လေးတွေရှင်တွဲပါနော်ကုသိုလ်ရေးဘာသာရေးအားနဲ့လေကံစရာမိန်လေးစမ်းကြလေဘာလို့လို့အဆင်ပြေဖြစ်တတ်တဲ့အတွက်ဘာသာရေးကုသိုလ်ရေးလုပ်ဆင်းရဲစရာတွေအဆင်ပြေမှုတွေများတယ်ကုသိုလ်ရေးဘာသာရေးပို့လို့လေနော်လုံးဝကိုယ့်အတွက်ကံစရာလေးတွေပို့ပြီးအားကောင်းလာနိုင်တယ်ပေါ့နော်ထို့ကြောင့်ဘာသာတရားမမေ့နဲ့ကောင်းမှုကုသိုလ်တွေနဲ့ရှင်တွဲပြီးလုပ်ငန်းစီးပွားတွဲလုပ်ပါကံတရားရဲ့အထောက်အပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ် နောက်ထပ်လူမှုရေးကဏ္ဍလေးတွေပြောပြပါမယ်အဲ့တော့လူမှုရေးကဏ္ဍလေးတော့ဒီလာထဲမှာတိုက်ခန့်လေးတွေပေါ်မယ်လုပ်ငန်းပိုင်စီးပွားပိုင်လေးတွေနိုင်ငံရှိနေမယ်မိမိကိုတော့ကြောက်ချသူလေးတွေမကောင်းပြောသူလေးတွေကလုပ်ငန်းပိုင်ထဲမှာရှိနေတဲ့အတွက်အရရာသတိထားနော်သူတစ်ပါးကိစ္စဝန်ပါနဲ့သူများအကြောင်းအရာတွေဝင်ရောက်ဖြေရှင်းခြင်းမပြုနဲ့နော်ကိုကစေတနာနဲ့ဖြေရှင်းပေးမယ်စေတနာနဲ့အဝေအားဖြစ်တာမျိုးတွေရှိမယ်လူတိုင်းကိုယုံကြည်လို့မရဘူး နော်မိမိကောင်းတော့ပြန်ကောင်းနိုင်မှုအားနည်းတယ်ပေါ့နော်အဲ့တော့ကို့မှာလက်ချိုးရေးလို့ရတယ်အဲလက်ရှိမှာကိုက၁၀ကကောင်း၁၀ရောက်ပေါ်ကောင်းထားရင်ကို့ပေါ်ပြန်ကောင်းတာတရား၂ရောက်ပဲရှိတယ်လက်ချိုးရေးလို့ရတယ်ပေါ့နော်အချာမလို့လူတိုင်းကိုယုံကြည်လို့မရဘူးပေါ့နော်အဲ့လိုမျိုးအမျိုးသမီးတူတယောက်ထံမှာအကူအညီရရှိတာမျိုးလူမျိုးခြားဘာသာကြားတွေထံမှာအကူအညီရရှိတာမျိုးလူမျိုးခြားဘာသာကြားအကူအညီထောက်ပံ့ရမယ်နော်အဲ့လိုထဲမှာဆိတ်ရှုပ်စရာလေးတွေရှိနေမယ်စိတ်လိုက်မယ်မှာပြုလုပ်တာလေးတွေပြောဆိုတာလေးတွေအထူးရှောင်ပေးပါစိတ်ကိုအေးထားပြီးလုပ်ငန်းစီးပွားလုပ်ဖို့လိုလိမ့်မယ်နော် နောက်ထပ်ငွေကြေးခံနာလေးတွေပြောပြပါမယ်အဲ့တော့ဒီလာထဲမှာငွေကြေးခံနာလေးတွေကြီးလိုက်တဲ့အခါမှာငွေကြေးခံကအထွက်လေးတွေများနေတယ်ငွေဝင်ပြီးလက်ထဲမှာမမြဲဘူးနောက်ငွေရမဝင်ဘူးဝင်နေတယ်ဒါပေမဲ့လက်ထဲမှာမမြဲဘူးဝင်ထွက်တွေများနေတယ်ပေါ့နော်ရရှာရှိရတယ်ရောပေးစာရှိရရောခက်ခဲတာမျိုးလေးတွေရှိမြဲငွေရ ကိုကရဖို့ရှိရငွေလေးလက်ခက်ခဲမဲ့ပေးစရာရှိရည်လက်ခက်ခဲတာမျိုးတွေရှိမယ်ပေါ့နော်သူတို့ဘာအထွက်တော်လောက်ကမိသားစုအတွက်တော်လောက်ကငွေကြေးထောက်ပံ့ပေးနေတာမျိုးတွေရှိမယ်အဲ့တော့အပေါ်ဝင်ငွေလေးတွေကုန်နေတာမျိုးရှိမယ်မိအတွက်ကုန်တာမဟုတ်ပေမဲ့တခြားဘာသူအတွက်မိသားစုအတွက်ငွေထွက်နေတာမျိုးလေးတွေရှိမယ်ဖြစ်လန်းနေတဲ့ငွေရှာနေသူတွေဒုက္ခရောက်တတ်တယ်နော်ရစရာရှိရည်ပေါ့နော်ဒါပေးစရာရှိရည်ခက်ခဲတတ်တဲ့အတွက်ငွေချင်းကားတာအမားခံတာတွေမလုပ်သိဘူးနော်အဲ့တော့ဖြစ်လန်းနေတဲ့ငွေရှာတာမပြုတ်လို့သိဘူးနော်အထူးရှောင်ပေးပါငွေကိုသတိထားသုံးဆွဲသိနေစိနဲ့ကန့်နဲ့သုံးငွေကို တွေထိန်းပေါ့နော်ငုံကြေးကြတွေများတဲ့လာလေးဖြစ်ပါတဲ့အကြောင်းမျိုးမျိုးနဲ့ငွေထွက်နိုင်တဲ့ကာလလေးရောက်ရှိပါတယ်เนาะထို့ကြောင့်စီနေကန်နေတော့သတိထားသုံးဆွဲနိုင်မှငွေကြေးအဆင်ပြေမယ် နောက်ထပ်အိမ်နှွေးအိမ်နောင်ရေးခန္ဓာလေးပြောပေးပါမယ်နော်အဲ့တော့အိမ်နှွေးအိမ်နောင်ရေးမှာအချမ်းမှုအနှဲငယ်အားနဲ့နေမယ်သူတလူငါတမင်းနဲ့ဆိတ်ရှုပ်ဆရာလေးဖြစ်အိမ်မှာမိသားစုအမ၅ယောက်ရှင်သူသူတခုခုတခုသူလဲဆရာကြီးကိုလဲဆရာကြီးမတရားနဲ့တရားအလိုမျိုးဟိုဆရာကြီးများနေတာမျိုးစိတ်လို့မကြမှုတွေရှိမယ်အခြေခံပိုင်းကျမ်းမာရေးချူချာနေတာမျိုးကြောင့်စိတ်ပူအပ်တတ်တယ်နောက်မိမိအိမ်နောင်ဘက်နဲ့လည်းတူးနဲ့တူးမကြခဏစကားချင်းတွေပြောနေတာမျိုးရှိမယ်တရားနဲ့တရားအရှုံးမပေးအရှုံးမပေးသူတခုခုတခုပေါ့နော်ဒီလိုမျိုးလေးတွေကြောင့်တစ်ချက်ချက်လေးတွေဖြစ်နေတတ်တယ်ထို့ကြောင့်နားလည်းမှုနဲ့သစ္စာရှိရှိနဲ့စိတ်တူကိုယ်တူလက်တွဲ စီးပွားရေးတူလို့ဘာသာရေးတူလို့ကောင်းမှုကုသိုလ်တူလို့ပြီးလက်တွဲနိုင်မှာအဆင်ပြေမယ်အပျော်ပါတောက်စားရှိတဲ့အိမ်တော်ရေးဆိုအေးချမ်းမှုအားနေတာမျိုးတွေကြုံရမယ်နော်အိမ်တွေအိမ်တော်ရေးခန္ဓာလေးတွေနောက်ထပ်မိမိတို့အနေနဲ့မေတ္တာရေးခန္ဓာလေးတွေပြပြပေးသွားပါမယ်နော်အိမ်တွေအိမ်တော်ရေးခန္ဓာလေးတွေငယ်သူလေးအတွက်မေတ္တာရေးခန္ဓာလေးတွေပေါ့နော်ဆိတ်ရှုပ်စရာလေးတွေနဲ့ငယ်ကြုံမယ် နော်ဒါအတားအဆီးနောက်ဆက်လေးတွေပေါ်မယ်ပေါ့မိမိချစ်သူရဲ့လဲပြားချင်းလိန်ညာချင်းခမ်းနာမျိုးကြီးရှိမယ်တတိထားပါနော်မိမိဖြစ်ဖြစ်ချင်းတို့ဖြစ်မလားပဲရှိနေမယ်ပေါ့နော်အဲ့တော့ကိုယ်ထင်ထားတာတဲ့လက်တွဲနဲ့ပေါ့နော်စန့်ကျင်ဘက်လေးတွေဖြစ်နေတာမျိုးလေးရှိမယ်ငယ်သူတွေအတွက်အခြေအပိုင်းလေးတွေတတိထား ချစ်သူဇုံရဲတွေအနေနဲ့ကတော့အဆင်မပြေမှုတွေရှိမယ်ပေါ့နော်အဲ့တော့မိမိချစ်သူကြောင့်မျက်ရည်ယိုစီးရတာမျိုးတွေရှိမယ်စိတ်ပင်ပန်းတာမျိုးတွေရှိမယ်မိမိချစ်သလောက်ပြန်မချစ်တာမျိုးမိမိပေါ်အလေးနဲ့မထားတာမျိုးကျင်နာမှုကူးဆိုင်မှုတွေအားနည်းနေမယ်တခါလေမိမိချစ်သူပေါ်တဲ့နေရာဝင်တာမျိုးတွေကြောင့်နဲ့ချစ်သူကြောင့်စိတ်ပင်ပန်းတာမျိုးတွေရှိမယ်မိမိရပဲနိနာခံပေးစင်းနေရတာမျိုးကြောင့်အခြေအပိုင်းမှာစိတ်ပင်ပန်းနေရတတ်ပါတယ်နော်အဲ့ဒါဒီလာထဲမှာလည်းမေတ္တာဧကန္တလေးတွေအားနည်းတယ်ပေါ့နော်နောက်ထပ်ကျမ်းမာဧကန္တလေးတွေပြပြပေးသွားပါမယ်အဲ့တော့ကျမ်းမာဧကန္တလေးမှာနှဲငယ်ချူချာနေတတ်တယ်ပေါ့နော် ော့တခုပြီးတခုတော့အနှဲငယ်လေးတွေဖြစ်နေတတ်တယ်စိုးစိုးဝါးဝါမဟုတ်တာမှပဲအနှဲငယ်လေးတွေတခုပြီးတခုဖြစ်နေတတ်တယ်ပေါ့เนาะအဲ့တော့ဒီလာထဲမှာဖြစ်တတ်တဲ့ယောဂလေးတွေပြောပြပါမယ်ဒါရှိဒီစင်မလာအတွင်းမှာပေါ့နော်မေချာမေချာဖြစ်တတ်တဲ့ယောဂပိုင်းလေးတွေမှာဆိုရင်ね အနှဲငယ်ပေါ့နော်အဆိုင်လေးအောင်တာအဆိုင်ဝမ်းဖိုင်းနဲ့ပတ်သက်ပြီးဖြစ်မဲ့မျက်စိအားနေတာလေးမျိုးလေးတွေဖြစ်မဲ့ခေါမူတာလေးတွေဖြစ်မဲ့အောင်ကြောအားနေတာလေးတွေလည်းမကြမကြဖြစ်မဲ့ရင်တုံတာလေးတွေနှလုံးအားနေတာလေးတွေလည်းရှိမဲ့ပေါ့နော်အဲ့လိုမျိုးအားနေနေတဲ့ပုံစံမျိုးလေးတွေပေါ်နေတယ်။နောက်အသေးစားထိခိုက်တန်ရတာမျိုးတွေရှိမဲ့ခြေလက်ထိခိုက်တန်တာသွေးထွက်တန်ရုံလေးတွေဖြစ်မဲ့ဆေးထိုးဆေးတောက်လောက်ရတာဆေးကန်းပြနေရကြီးကျုံမဲ့အသက်ကြီးပိုင်းနေလဲကျဲမာကြီးထူချနေတာမျိုးညံ့တာမျိုးယောဂါထူပြောနေပြီးတော့ဆေးထိုးဆေးတောက်လောက်ရတာဆေးကန်းပြနေရကြီးကျုံရမယ်နော်။ထို့ကြောင့်ကျဲမာယုံနဲ့ပတ်တက်ဂယုစိုက်ပေးပါနော်ဒီလတွင်မှာ နောက်ထပ်ပညာရေးကဏ္ဍလေးမှာတော့တိုးတက်လာမယ်ဆရာကောင်းတွေ့မယ်เนาะပညာရေးမှာမမိနေတဲ့ပြိုင်ဆိုင်မှုလေးတွေတော့ရှိနေမယ်เนาะတခါလေးစိတ်မပါတလို့မျိုးလေးတွေဖြစ်နေတတ်တယ်ပေါ့เนาะထို့ကြောင့်စိတ်ကောလူဝတ်နှစ်ပြီးစူးစမ်းမယ်ဆိုပညာရေးကောင်းတယ်သင်တဲ့တက်ဖို့ရှိတာမျိုးဟိုကြုံရမယ်ပေါ့เนาะအသိပညာဘူးသူတို့အသိလေးတွေတိုးပွားနိုင်တဲ့အနေထားလေးတွေတော့ရှိရဲ့ နောက်ထပ်နိုင်ငံခြားကဏ္ဍနဲ့ပတ်သက်ပြီးတော့နိုင်ငံခြားကအားကောင်းတဲ့အခွင့်အမ်းတွေပေါ်မယ်။နောက်ကျရင်ဆောင်းတိုင်းနေရတဲ့ခီးစင်တွေအစီအပြေတာမျိုးသတင်းကောင်းကြတာမျိုးရှိမယ်ပြည်တွင်းပြည်ပခီးကံလေးတွေရှိရဲ့နော်ဒီလားထဲမှာခီးဝဲမုတ်တောင်ခီးတို့လေးတွေတွားရတဲ့ပြည်တွင်းကနော်ပြည်ပတော့အလိုမျိုးပေါ်ကြံ့ညာနေတဲ့ခီးစင်တွေသတင်းကောင်းကြပြီးတော့ခီးထွက်တာမျိုးတွေဂျုံဝမ်းမယ်။နော်ဒီတလောင်လုံးအတွက်ကျိုးပေးကလာလေးရတော့အဝါပွင့်ဝါရောင်ခဲပွင့်ခဲရောင်အပြန်နုရောင်မိုးပြန်ရောင်လုံးတွေအကျိုးပေးရရေးချီတော့လုပ်ငန်းကိစ္စတွေရေးချီတော့အချောင်းဝါတွေရေးချီတော့ဗောနော်ကိစ္စဝိစာတွေမှာ အာဒီပြောဆိုလောက်ကိုင်းနေမယ်ဆိုဝစ်စင်အသုံးပြုခြင်းဖြင့်ကံစရာပွင့်နှန်းစေပါလိမ့်မယ်နော်အဲ့တော့ဒီတရာလုံးတဲ့အချိုးပိလက်ကြီးကနန်းလေးတွေကိုပြပြပေးပါမယ်ဒီတရာလုံးမှဆိုရင်အချိုးပိလက်ကြီးကနန်းလေးတွေပေါ့နော်တိကနန်း၅ကနန်း၆ကနန်းကတော့အချိုးပိလက်ကြီးကနန်းလေးတွေဖြစ်ပါတယ်နော်အချိုးပိနော်ဒါရှေ့ရလေးတွေပြောပြပါမယ်အဲ့တော့ဆောင်ရင်ဆောင်လေးတွေပြောပြပါမယ်ဒီလာထဲမှာဆောင်ရင်ဆောင်ရင်တော့เนาะဒါလောင်းကစားပြုလုပ်ခြင်းအမဲသားစားခြင်းသူ့သက်တက်ခြင်းပေါ့เนาะဒါအထူးဆောင်ပေးရမှာဖြစ်ပါတယ် ရရန်အနေနဲ့ကတော့မမိအိမ်ဖျားမှာစီမီလေးတွေလူပါစီမီတက်စေလူလို့ရတယ်နော်စီမီတက်စေမလူနိုင်တော့ကိုတက်နိုင်တော့စီမီလေးတွေကတ်လူပါအဝါရောင်ပန်းလေးတွေကတ်လူပါဘရားကျော်ကိုကုမိမိအိမ်ဖျားမှာလူပါနော်ဘရားကျော်ကိုကုအများရန်လူပေးပါနောက်ပြီးအန်ဒီကင်းခါတာလေးတွေခုံတော်လေးတွေအန်ဒီကင်းတုတ်တန်လေးတွေမြင်းမြတ်ရွတ် နော်အန်တဲကင်းကာရာတမုတ်တွေကာရာအဌာဏမီတန်ကာရာနမောတေကာရာထာမျိုးလေးတွေမြများရွအန်တဲကင်းတုတ်တန်လေးတွေရတနာတုတ်တို့နော်အာမြများရွဒါမျိုးလေးတွေမြများရွမယ်နောက်ပြီးတော့မေတ္တာတုတ်ရွမယ်ဒီလိုမျိုးလေးတွေရွပွားပြီးနေစဉ်ဖြတ်သက်မှာနေစဉ်အလုံးလုံးပါခက်ခဲမှုတွေလွတ်မြောက်မယ်ကံတရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်နော်ဒါကတော့ဒီတလာလုံးအတွက် တနင်္ဂနွေအသားသမီးတွေရဲ့ဘာနာလို့ဒါတလစာ2019ကိုဟောကြားပေးတော်တာဖြစ်ပါတယ်။ဆောင်ရွက်ရှောင်းနဲ့လိုက်နာမယ့်အချက်လေးလိုက်နာပါ။အခုပြောတဲ့ရေဒီယာလေးတွေကောင်းမှုကုသိုလ်လေးတွေပြုလုပ်ပေးပြီးတော့ကံကောင်းမှုတွေရှာယူပေးပါ။ယနေ့မှစတဲ့တနင်္ဂနွေအသားသမီးတိုင်းအားလုံးအဆအဆအရာအဆင်ပြေမှုရှိကြပါစေ။လုံငယ်စီပွားတိုးတက်ကြပါသည်အသက်ရှူတိုင်းနဲ့ဝင်ဝေတွေတိုးပါစေယောဂပေးအနေပေးတွေကင်းဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆင်မကနေဆုတောင်းမေတ္တာပို့သလိုက်ပါရရှင်